ော်တိုဝိုင်းပြပတ်သက်ကြီးအားလုံးပဲမင်္ဂလာပါဒီဒီဘက်မှာတော့ကျွန်တော် EV နဲ့ပတ်သက်ပြီးတော့ bad comment တွေကိုစူးစိမှုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့ bad comment တွေကျွန်တော်စူးစိပေးလဲဆိုတော့ဒီ bad comment တွေကိုတီးတော့မှကျွန်တော် အကယ် EV ဝယ်မယ်ကိုစဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်ဒီအချက်တွေကိုကိုလက်ခံနိုင်နေဆိုရင် EV ဝယ်လို့ရမှာပဲဖြစ်ပါတယ်။ဒီ bad comment လေးတွေတော့ကျွန်တော်ဒီ EV car Facebook group တွေထဲမှာကျွန်တော်လိုက်လံရှိရှုလေ့လာပြီးတော့စုဆောင်ထားတာလည်းဖြစ်ပါတယ်။ပထမဆုံး bad comment ကတော့ကျွန်တော်တို့ EV car နဲ့ခေးရှိထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ လမ်းမှာကျွန်တော်ဘေးနေရာမှာအားသွင်းမယ်ဆိုတဲ့ဟာတွေကိုချိန်ယူပြီးကြိုတင်စဉ်းစားရတာပဲဖြစ်ပါတယ် နောက်ထပ် background လေးကတော့ကျွန်တော်တို့ရောင်းတဲ့နိုင်ငံထက်အဲဒီဈေးနှဆလောက်များနေတာပါပဲဆိုလိုတဲ့သဘောကတော့ကျွန်တော်တို့နိုင်ငံကဒီ EV ရောင်းတဲ့ကားဈေးတွေကသူများနိုင်ငံထက်နှဆလောက်များနေတယ်ဆိုပြီးတော့ background နေမှာကျွန်တော်တွေ့ရပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော် background တစ်ခုကတော့ကျွန်တော်တို့ဈေးကြကျန်းတာပါပဲကျွန်တော်တလစီဘူး3သိန်းလောက်တော့တက်တာပါတယ်ဒါပေမဲ့ဒီ2023 2024တွေနဲ့စာလို့ရှိရင်တော့ဟောဒီ TV ကားစီကသူ3000လောက်ရှုံးနေဆိုပြီးရရေးထားပါတယ်ဆိုတော့ brand new ဖောက်စီရဲ့သူဆိုရင်ပို့ပြီးရှုံးနေဆိုပြီးတော့ bad comment နဲ့ရေးထားရလေတွေ့ပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ link keeping money တွေကိုပေးရပါတယ်တဲ့ပြန်ပြန်ပြီးဆွဲလို့ပါဗောနော်ဥပမာကျွန်တော်ပြောချင်တာ link keeping money ကကျွန်တော်တို့အကယ်၍ကိုက link chain ဒီမန်ကုန်မှာကျွန်တော်ကားချက်တော့ link ခဏခဏချိန်ရတယ်ချိန်တဲ့ခါမျိုးမှာ link chain တဲ့ခါမျိုးတွေမှာ link keeping money ကအလုပ်လုပ်ပြီးတော့ဒီကားကို link နဲ့ပြန်ပြန်တက်အောင်ဆွဲဆွဲတာဗောနော်ပြန်ပြန်ပြီးသူ့ဘောက် auto ပြန်ဆွဲတဲ့ဟာမျိုးတွေရှိရတယ်အဲ့ဒါတွေကိုပြန်ပြန်ပြီးပေးရတဲ့ဒုက္ခရှိပါတယ်ဆိုပြီးတော့ရေးထားပါတယ်ပြန်ပြန်ပြီးတော့လည်းဒီကားကို link chain ချိန်တဲ့အခါမှာပေးမချိန်မဲနဲ့ warning ပေးပေးပြီးတော့ပြန်ပြန်ပြီးဆွဲတဲ့ဟာမျိုးဖြစ်တယ်လို့သူကဆိုလိုခြင်းဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီရှေ့မှာအရာဝတ္ထုတစ်ခုရှိရဲဆိုရင် auto brake အုပ်တာပေါ့နော်အဲ auto brake အုပ်တဲ့အကွာဝေးကိုပြောင်းရပါတယ်တဲ့မဟုတ်လို့ရှိရင်ဒီ auto brake ကတော်တော်လေးကိုကျမ်းပါတယ်တဲ့အဲ comment မှာကျွန်တော်ဒီ back comment နေထဲမှာအဲ့လိုမျိုး comment မျိုးနှစ်ခုသုံးခုတွေ့ပါတယ်ကျွန်တော် forward collision warning ဆိုတာကားတွေမှာကျွန်တော်အခုနောက်ပိုင်းကားတွေမှာတော်တော်များများပါပါတယ်ပါတဲ့အခါမျိုးမှာသူကအရှိရအရာဝတ္ထုဖြတ်သွားတယ်ဆိုလို့ရှိရင်ချက်ချင်းသူက auto brake လုပ်ပါတယ်ဆိုတော့အဲ့ဒါကကျွန်တော်ပြည်တွင်းမှာကကျွန်တော်မြန်မာပြည်မှာကကျွန်တော်ကားကိုလမ်းကူးတော့မယ်ဆိုရင်ကားနဲ့ကက်ကက်ပြီးဖြတ်တဲ့အခါမျိုးမှာကျွန်တော်ဒီကောင်အလုပ်လုပ်ပြီးတော့ခဏခဏကျွန်တော် brake ကိုဆောင်း ဆောင်အုပ်တဲ့အခါမျိုးမှာအန္တရာယ်များတာဖြစ်ပါတယ်အကယ်၍ကိုယ်နောက်ကကားလာကတ်ပါလာမယ်ဆိုလို့ရှိရင်ဒီကောင်ကအန္တရာယ်လည်းတော်တော်များပါတယ်ဘာလို့ဆိုအော်တိုဘရိတ်အုပ်အုပ်ချလိုက်လို့ပေါ့နော်တချို့ကားတွေမှာကတော့ကျွန်တော်တစ်ခါလောက်ပဲ setting ထဲမှာသွားပြင်ရပြင်မယ်တချို့ကားတွေကတော့ဆက်ဖွင့်တိုင်းဆက်ဖွင့်တိုင်းမှာပြန်ပြန်ပြီးတော့ပိတ်နေရမျိုးတွေရှိပါတယ်ဆိုတော့ဒီ comment လေးကလည်းကျွန်တော် back comment တွေထဲမှာတော်တော်များပါဝင်တဲ့ comment တွေဖြစ်ပါတယ်နောက်ထပ် comment တစ်ခုကဘာလဲဆိုတော့ကျွန်တော် physical button တွေလုံးဝမပါတဲ့အတွက်ကြောင့်မလို့တခါတလေမှကားမောင်းနေရင်းနဲ့မှဒီ touch infotainment screen ကိုနှိပ်ပြီးတော့ပြောင်းရတဲ့ဟာတွေကအဆင်မပြေဘူးလို့ကျွန်တော်တို့ back comment ဲ့မှာတွေ့ရပါတယ်အဲ့ဒါကလည်းစိတ်ပိုင်းတစ်ခုတော့မှန်ပါတယ်ခင်ဗျာတချို့ဟာတွေကကျတော့ဒီ steer run ကလောက်ရတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော် touch pad ထဲမှာ infotainment screen မှာအလဲမှာရှိတဲ့ infotainment screen မှာကျွန်တော်သွားလောက်ရတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ function တွေကိုတစ်ခါတမ်းမရောက်ဘဲနဲ့ကျွန်တော်ရွေးနေရတာဖြစ်တဲ့အတွက်ကြောင့်မို့အနည်းငယ်ဒုက္ခရောက်ပါတယ်ကျွန်တော်ဒီ physical button တချို့ကတော့ကားတိုင်းမှာလိုလိုကအများဆုံးကတော့ကျွန်တော်တို့ဒီ physical button အဲကွန်းတွေတွေ physical button တွေပါပါတယ်ဒါပေမဲ့တချို့အရင်နည်းပညာမြင်တဲ့ကားတွေမှာတော့ကျွန်တော်အဲ့ဒါကိုမထည့်တော့ဘူးပေါ့နော်နည်းပညာမြင်တာဆိုတော့သူတို့ကနည်းပညာပို့ပြီးမြင်တယ်လို့ခံစားရအောင်ပို့ပြီးတော့လောက်ထားရလဲပါပါတယ် touch pad တွေထဲမှာ ပဲထည့်လိုက်ပါထည့်လိုက်တဲ့အကြောင်းမို့သူကဒီ touch panel ကြီးကိုလုံနေရတာကြောင့်မကြောင်းမို့ဒါသူတို့အတွက်အဆင်မပြေမှုလေးတွေရှိတာပေါ့နော်အရှိကအာယုံဆိုင်ပြီးမောင်းနေတဲ့အချိန်မှာ air con temperature short နေတာတို့ဖွင့်နေတာပိတ်နေတာမျိုးဆိုရင်ဒါမျိုးလေးကအဆင်မပြေဖြစ်တတ်တာမျိုးပေါ့နော်အဲဒီပို့ဆိုတာ infotainment screen ကအလဲတက်တက်မှာပဲထားထားပြီးတော့ဒီမောင်းနေတဲ့ဘက်နည်းလေးစောင်းမထားဘူးဆိုရင်ပို့ပြီးတော့တော့ဒါအဆင်မပြေဖြစ်နိုင်တဲ့ရာခိုင်နှုန်းရှိပါတယ်ခင်ဗျနောက်ထပ် back comment တွေထဲမှာအတွေ့များတဲ့ comment တစ်ခုကဘာလဲဆိုတော့ air con ပြဿနာပါအဲ air con ပြဿနာလေးတွေဖြစ်တယ်အဲ air con ပြဿနာလေးတွေဖြစ်တယ်ဆိုတော့ comment လေးတွေလည်း3-5ခု ဖြစ်တာတွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီထဲမှာကတော့ကျွန်တော်အသေးစိတ်ဒီ comment မှတ်နေသူတွေရဲ့ privacy အကြောင်းကိုကျွန်တော်နာမည်တွေ comment တွေကို screenshot ရိုက်ပြတာတွေတော့ကျွန်တော်မလုပ်တော့ပါဘူးဆိုတော့ကျွန်တော်ဒီအထဲမှာပြောထားတဲ့ဟာလေးတွေကိုအချင်းချင်းပြန်ပြီးတော့ပဲကျွန်တော် summary လုပ်ပြီးတော့ပဲကျွန်တော်ပြောပါတော့တယ်တချို့ comment တွေကကျွန်တော်ဒီ brand တွေတချို့ကအတိအကျနာမည်တွေနဲ့ရေးထားတာရှိပါဒါပေမဲ့အဲ့ဒါတွေကိုတော့ကျွန်တော်ဖော်ပြပေးလို့မသိတော့တဲ့အတွက်ကျွန်တော်မဖော်ပြတော့ပါဘူးဆိုတော့ဒါကတော့ကျွန်တော်ကဒေတာတွေ comment တွေမှာကျွန်တော်တို့အများပြည်သူအနေနဲ့ကားဝယ်တဲ့အခါမှာစဉ်းစားမယ်ဆိုရင်ထည့်စဉ်းစားရမယ့်အချက်ကလေးတွေကိုပဲကျွန်တော်ဖော်ပြပေးသွားတာဖြစ်ပါတယ် နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်တွေ့တာကတော့ကျွန်တော်ထိခိုက်မှုဖြစ်ရင်ကုန်ကျစရိတ်အများများပါတယ်တဲ့အဲ့ဒါကလည်းမှန်ပါတယ်ခင်ဗျာကျွန်တော် EV ကားတွေကကျွန်တော်တို့အစ်စ်တွေကြီးပဲကျွန်တော်တို့အလုံးလိုက်ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထိခိုက်တယ်ဆိုလို့ရှိရင် showroom ကနေပဲဖြစ်ဖြစ်ဒီတရုတ်ကနေပဲဖြစ်ဖြစ်ပြန်ပြီးတော့အချက်လိုက်အစ်စ်လိုက်မှားတာဖြစ်တဲ့အတွက်ပိုပြီးကုန်ကျစရိတ်များပါတယ် JDM ကားတွေလို့ကျွန်တော်တို့ဒီ online ကဝင်တာတော့အပိုပစ္စည်းပေါ်တာတော့ မရှိတဲ့အတွက်ကြောင့်မလို့ကုမ္ပဏီကနေပဲတိုက်ရိုက်ဝယ်ရတာဖြစ်တဲ့အတွက်ပိုပြီးကုန်ကျစရိတ်များနိုင်ပါတယ်ကျွန်တော်အပြင်မှာတကယ်တွေ့ကြုံရတဲ့အချက်အရာဆိုလို့ရှိရင်ကျွန်တော် EV ကားတွေကဒီတိုက်မိတဲ့အခါမှာတိုက်ကြည့်ဖြစ်သွားတဲ့အခါမျိုးမှာ JDM ကားတွေလို့အပုံစင်းနဲ့ရောင်းဖို့မလွယ်ပါဘူးဆိုတဲ့အခါကျတော့ဂျပန်ကားတွေကဆိုလို့ရှိရင်တော့ဒီအပုံပြလိုက်ဝယ်တဲ့သူတွေရှိမယ်ကျွန်တော်လိုတဲ့အစိတ်ပိုင်းတွေကိုဖြုတ်ပြီးဝယ်တဲ့သူတွေရှိမယ်ဒါမျိုးရှိတယ်ပေါ့နော်ဒါဒီ EV ကားတွေမှာတော့ကျွန်တော်ကုမ္ပဏီမှာပဲတိုက်ရိုက်သွားပြီးလိုရတဲ့အခါကိုအစိတ်အပိုင်းတစ်ခုလုံးအလိုက်အကုန်လုံးအစ်စ် showroom ကနေပဲဖြစ်ဖြစ်နိုင်ငံခြားကနေမှားတာပဲပြန်ပြီးလိုရတဲ့အတွက်ကုန်ကျစရိတ်ကဒါကတော့ချိန် နေပေါ့ညာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကားအသစ်စီးရဲသူတွေပေါ့နော် EV ကားစီးရဲသူတွေအကုန်လုံးကိုကျွန်တော်နဲ့ကျွန်တော်ဒီနေရာမှာအတိလေးပေးချင်တာကတော့အမကံမဖြစ်မနေဘဲကိုကျွန်တော်ဒီနေရာမှာအကြံပေးချင်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်အားလုံးစိတ်ဝင်စားမယ့်အချက်တစ်ချက်ထပ်ပြောပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ comment တွေ back comment တွေထဲမှာလည်းအများဆုံးမှတ်ထားတွေ့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ EV ကားကဝယ်ပြီးလို့ရှိရင်ရှုံးပါမယ်တဲ့ ဟုတ်ပါတယ်အမြင့်လိုချင်တဲ့သူတွေလည်းမစီးပါနဲ့ဆိုပြီးတော့ရေးထားပါတယ်ဟုတ်ပါတယ် EV ကတော့0ကီလိုအသစ်ကိုဝယ်စီရင်ပိုတော့ရှုံးပါသေးတယ်ဘာဖြစ်လို့ဆိုတော့သူကဒီဘက်ထရီရဲ့ percentage ကျွန်တော်မောင်းထားတဲ့ကီလိုမီတာပေါ်မှာမူတည်ပြီးတော့ဈေးကရောင်းနေသွားလို့လည်း ဖြစ်ပါတယ်။နောက်ပြီးတော့လည်းကျွန်တော်ဒီကားဝယ်ပြီးရှုံးနေဆိုတဲ့ကိစ္စကတော့ဒါနိုင်ငံတကာမှာဆိုရင်တော့ဒါအမှန်တရားတစ်ခုပါပဲ။ကျွန်တော်ယူမာနိုင်ငံမှာဒါဒီ JDN ကားတွေကကားဝယ်ပြီးသွားလို့ရှိရင်မြက်တဲ့အနေအထားမျိုးတွေဖြစ်နေတာမျိုးတွေကားကိုကျင်းနီးမြို့နယ်မှာတစ်ခုနည်းနည်းလောက်ကြတာမျိုးတွေဖြစ်နေတာပါ။ဆိုတော့အမှန်တကယ်သဘောတရားအတိုင်းဆိုရင်တော့ဘေကားပဲဝယ်ဝယ်ဆိုးတုံးကဝယ်ပြီးတော့အစ်စ်ဝယ်ပြီးပါ0ကီလိုဖောက်ပြီးသွားရင်ဒါတော့ပြန်ရောင်းရင်ဟောင်းစီဖြစ်သွားတဲ့အတွက်အများနဲ့ရှုံးကြတာကြီးပါပဲ။ဆိုတော့ဒီ EV ကားမှာတော့ဒါယူမာပြီးမှာပါ။ကျွန်တော်တို့ဒီနိုင်ငံတကာအစည်းအဝေးအတိုင်းပဲပေါ့နော်။ EV ကားဝယ်ပြီးရော0ကီလိုဝယ်ပြီးရင်တော့ရှု ံကိုရှုံပါတယ်အဲ့တို့ကြောင့်ကျွန်တော်တို့အမြတ်လိုချင်လို့ investment တစ်ခုနည်းဝယ်ထားရသူဆိုရင်တော့ကျွန်တော်တို့ကျင်းစီပေါ့ရှုံပါပါဒါပေမဲ့မရှုံတဲ့သူလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့ဒါကတော့ဒီအစိုးရချမှတ်တဲ့မူဝါဒအပြောင်းလဲပုံမှာကြောင်းမလို့ကျွန်တော်ကားစီတက်သွားချသွားတာမျိုးဖြစ်တဲ့အခါမျိုးမှာအကျိုးမြတ်ရသွားတာတွေဈေးတက်သွားတာမျိုးတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါတွေကတော့ အဲဒီဖြစ်နိုင်ခြေနေတဲ့အရာတွေပေါ့နော်တေချာကတော့ကျွန်တော်တို့ EV ကကကျွန်တော်ဒီဘက်ထရီရဲ့တက်တန်းပေါ်မှာမူတည်ပြီးသွားတာဖြစ်တယ်ကျွန်တော်တို့ဒီ engine တို့ဘာတို့လိုမျိုးပြန်ပြီးလက်ပုတိုက်ပြီးရောပြန်သုံးလို့ရတာမျိုးမဟုတ်ဘူးဘက်ထရီဆိုရဖြစ်တဲ့အတွက်ကြောင့်ဘက်ထရီကမဖြစ်မနေသုံးနေပြန်ပြီးလဲရတာဖြစ်တဲ့အတွက်ဘက်ထရီတက်တန်းကြာတာမျိုးမောင်းလာတဲ့ range များတာမျိုးဆိုလို့ရှိရင်တော့ EV ကချင်းသေးပေါ့တန်ဖိုးကြပြီးတော့မှပြန်ရောင်းရတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ ဒီမျက်ချင်တဲ့သူတွေကာစီဘီမျက်ချင်တဲ့သူတွေကတော့ EV ကနဲ့ကြိုက်ပါမဟုတ်ပါဘူးဒါလေးတွေကိုကျွန်တော်ကျွန်တော်ရဲ့ EV ကနဲ့ပတ်သက်ပြီးတော့အချက်လေးတွေပြောထားတဲ့ဗီဒီယိုတွေမှာလည်းဒီဟာလေးကိုကျွန်တော်ဖော်ပြပေးထားခဲ့ပါတယ် ကျောင်းရင်လည်းအချင်းချင်းပြန်ပြောရမယ်ဆိုလို့ရှိရင်ဒါတွေကတော့ EV car group တွေထဲမှာကျွန်တော်မှတ်ထားတဲ့ back comment တွေပဲဖြစ်ပါတယ်အစိုးဆုံး comment တွေပဲဖြစ်ပါတယ်ဒီအပြင် comment တွေကတော့ကျွန်တော်တို့ EV car ရဲ့အားသာချက်တွေသူတို့တုံ့ပြန်ရတာဘလို့အဆင်ပြေလဲဆိုတဲ့ comment တွေပဲဖြစ်ပါတယ်ကျွန်တော်အဆင်မပြေဘူးဆိုတဲ့ comment ကတုံးပုံမှာတပုံလောက်ပဲရှိပါတယ်တကယ်လည်းအဆင်ပြေပါတယ်ကျွန်တော်မျိုးတွင်းမှာတုံးတဲ့အခါမျိုးမှာကျွန်တော်တို့ EV car တွေကစီစားတတ်တာတဲ့အစွဲယုံကောင်းတဲ့ကျွန်တော် technology ရဲ့မြင့်တဲ့အတွက်တုံးရတာအဆင်ပြေတယ်နောက်ပြီးတော့ပြင်ဆင်စရိတ်တော်တော်လေးကိုတတ်တာတယ်ကျွန်တော်လက်ရှိစီးနေတဲ့ JDM car တွေပေါ့နော်တိန်း300 နေ3,500 600 1000ဝန်းကျင်ကားတွေကလွန်ခဲ့တဲ့ 9နှစ်10နှစ်နှစ်20အကားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ workshop ခဏခဏသွားရတာတွေအဆွဲရုံမကောင်းတာတွေခဏခဏပြင်ရတာတွေအင်ဂျင်ဝိုင်းလဲရတာတွေရှိပါတယ်ကျွန်တော်ဒီ EV ကကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်မိသားမှန်နေတယ်ကိုယ်အိမ်ကမိလေးအထက်လျောက်မှန်ပြီးတော့အာသွင်လို့ရတယ်ဆိုရင်ပြင်ဆင်စိတ်တွေမရှိဘူးခဏခဏ workshop သွားရတာတွေမရှိဘူးကာအသစ်စီးရတယ်နေပညာမင်းမြင်စီးရတယ်စတဲ့နေ့စဉ်နေ့တူကအသုံးပြုရအဆင်ပြေမှုပိုင်းနေကုန်ကြစိတ်တတမှုပိုင်းနေမှာတော့အများကြီးကွာသွားတာဖြစ်တဲ့အတွက်ကျွန်တော်လူစိတ်ဝင်စားမှုလည်းတော်တော်လေးကိုများနေတာတွေ့ရပါတယ်အထူးသဖြင့်တော့မျိုးရင်းသုံးအတွက်ခီးတို့လေးတွေသွားမဲ့သူတွေအတွက် က်ကတော့တော်တော်လေးကို EV ကိုပြောင်းသုံးလာကြပါတယ်ကျွန်တော်လက်ရှိတွေ့ရတဲ့အနေထားတွေရဆိုလို့ရှိရင် EV ကားကိုအိမ်မှာတစ်စီးရှိပြီးသားသူကနှစ်စီးပြောင်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီနေရာမှာအကြံပြုချင်တာကတော့ကျွန်တော်တို့အိမ်မှာကားနှစ်စီးရှိရင်နှစ်စီးသလုံးကို EV ကားပြောင်းပြလိုက်တာမျိုးတော့အခုချိန်မှာကျွန်တော်အနေနဲ့ recommend မပေးပါဘူးဘာလို့ဆိုတော့တစ်စီးကိုတော့စီကားအနေနဲ့ထားသင့်ပါတယ်အရေးပေါ်အနေနဲ့ကျွန်တော်တို့ခရီးဝေးထွက်ရတဲ့ခါမျိုးတွေရုတ်တရက်သွားမယ့်ဟာမျိုးအချိန်တိုင်းတာမသိတဲ့ဟာမျိုးစီစဉ်ရခက်တဲ့ခီးမျိုးတွေမှာတော့ကျွန်တော်စီကားတွေကလက်ရှိအသုံးဝင်နေအောင်ပါပဲဖြစ်ပါတယ်နိုင်ငံတကာမှာလည်းဒီလိုပါပဲစီကားတွေကိုလုံးလုံးလှည့် ရား100%ဆွလွန်နိုင်ခြင်းမရှိသေးပါဘူးအဲဒီကြောင့်မလို့ကျွန်တော်နဲ့ EV ကိုကျွန်တော်ခီးတို့အတွက်သုံးဖို့မြို့တွင်းအတွက်သုံးဖို့ဆိုရင်တော့ကျွန်တော်ကိုယ်၌လည်း recommend ပေးပါတယ်အဲကျွန်တော်နောက်ပြီးတော့သုံးပြမယ်ဆိုလည်းပို့ပြီးတင်တော်ပါတယ်ဒါပေမဲ့စီကားကိုလုံးလုံးစွန့်ပစ်ပြီးတော့စီကားလုံးဝမထားဘဲနဲ့ EV ကားကိုအားကိုးဖို့ဆိုလို့ရှိရင်တော့အချိန်တိုင်းနာတစ်ခုအထိကျွန်တော်နဲ့စောင့်ကြည့်အောင်မယ်လို့ပြောရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲအခုလိုကြည့်ပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ